ထရန်ကိုမကြည့်နဲ့လို့ဖះเจ้าမြောက်ခန်းဒီမှာခရီးရန်တင်းအောင်ဆရာအများပြကိုတရုတ်ရဲတွေဖမ်းထားဆိုတဲ့တဲ့ကိုတင်ဆက်ပေးချင်ပါတယ်။2018ခုနှစ်နောက်ပိုင်းခရီးရန်တွေကိုအကြီးမားဆုံးဖြုတ်ခွင်းမှုမှာတရုတ်ရဲတွေကအကြီးဆုံးမြောက်ဖះเจ้าနေရဲမှာတင်းအောင်ဆရာဒါဇင်ပေါင်းများစွာကိုဖမ်းဆီးထားတယ်လို့ဖះเจ้าပြောရေးဆောင်ဝန်ရှိသူတွေကပြောကြားခဲ့တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။တရုတ်အမေရိကန်ဆက်ဆံရေးတက်တန်းတိုးလာပြီးတော့အဆင်မပြေဖြစ်လာခြင်းအတွင်းမှာအခုလိုမျိုးတင်းမာမှုတွေမြင့်တက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သတင်းမှတ်ကဗီဂျင်းကရှားပါးမြေတင်ပုံမှုထိန်းချုပ်မှုတွေကိုတည်တသားချဲ့ထွင်းပြီးတဲ့နောက်တင်းမာမှုတွေမြင့်တက်လာတာတင်းအုပ်စရာတွေကိုချက်ချင်းလွှတ်ပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပိုင်းဆိုရောင်းလို့နေတရုတ်လောက်ရက်တွေကိုအမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးမာကိုရူဘီယိုကလည်းပြစ်တင်ရှုံချခဲ့ပါတယ်ခုလက်တော့ဖြစ်ခဲ့တာတွေကဒီနေ့ဘာသာရေးနှစ်ကွန်းမှုလိုင်းပေရဲ့စိတ်တပိုင်းမှာပဲ တင်းဦးစီရန်တို့ကလည်းပြောကြားပြီးတော့ရဲတပ်ဖွဲ့ကဝိပြုသူ150ကျော်ကိုမေးမြန်းခဲ့ပြီးမကြာသေးခင်မင်းကလည်းဖျားချောင်းဝိပြုနေစဉ်တွင်မှတရုတ်ရဲတွေကနောက်ရှက်မှုတွေကိုအရှိန်မြင့်လုံဆောင်ခဲ့တယ်လို့ဖျားချောင်းပြောရေးဆိုဝင်ရှိသူတွေကပြောကြားထားတာပေါ့ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာအာနာပိုင်းနေဟောင်းနိုင်ငံတော်မှာရှိတဲ့တင်းဦးစီရန်ရဲ့ Charles အသင်းဝင်အယောက်30နီးပါးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့်နောက်ပိုင်းမှာတော့ငါးအုပ်ကိုပြန်လွှတ်ပေးခဲ့တယ်လို့ဖျားချောင်းပြောရေးဆိုဝင်ရှိသူတွေကပြောကြားထားပါတယ်။ နောက်ထပ်သတင်းပုံတွေကတော့အစ္စရေးတစားကန်73လွတ်မြောက်လာဆွဲတဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ73ရက်နေ့လယ်ပိုင်းမှာအစ္စရေးတစားကန်နောက်ထပ်73ကိုထပ်မံလက်ခံရရှိထားတယ်လို့အစ္စရေးကာကွယ်တပ်ဖွဲ့ IDF ကအတည်ပြုပြောကြားထားတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ Hamas အဖွဲ့ကတစားကန်တွေကိုအုပ်စုနှစ်ခုခွဲပြီးတော့ကနအုပ်အနေနဲ့ခုနှစ်ဦးကိုအရင်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ Hamas အဖွဲ့ကပထမခုနှစ်ဦးကိုတော့ဂါဇာမြောက်ပိုင်းဒေသကနေလွှဲပြောင်းပေးခဲ့တာဖြစ်ပြီး နောက်ထပ်73ရောကဂါဇာတောင်ပိုင်းကနေလွှဲပြောင်းပေးခဲ့တာပါအလားတူသေဆုံးသွားတဲ့အစ္စရေးတစားခံတဲ့ရုပ်လောင်းတွေကိုလည်းဟာမတ်စ်က IDF ထံကိုလွှဲပြောင်းပေးဖို့ရှိတယ်လို့သိရပါတယ်အလားတူအစ္စရေးဘက်ကလည်းဂါဇာကအကျဉ်းသား1900ကျော်နဲ့ပါလက်စတိုင်းအကျဉ်းသား250ကိုပြန်လွှတ်ပေးဖို့စီစဉ်ထားပါတယ်ဂါဇာမှာရှိတဲ့ဆေးရုံတွေကလည်းပြန်လွှတ်လာမယ်သူတို့အကျဉ်းသားတွေအတွက်စီစဉ်ပြင်ဆင်တာတွေလုပ်ထားတယ်လို့သိရပါတယ် တမရထရန်နဲ့ဂါဇာအပြစ်ခတ်ရစဲရေးစီစဉ်ပထမအဆင့်ကိုအစ္စရေးဆိုရကတရားဝင်အတည်ပြုပြီးတဲ့နောက်မှာတော့ဟာမတ်စ်နဲ့အပြစ်ရစဲရေးသဘောတူညီချက်လေးရခဲ့တာဖြစ်တော့ပေါ့ပြစ်ခတ်ရစဲရေးသဘောတူညီချက်ပထမအဆင့်အနေနဲ့အစ္စရေးတစားကန်အားလုံးကိုလွှတ်ပေးတာနဲ့ပါလက်စတိုင်းအကျဉ်းသားယာနဲ့ချီပြီးတော့လွှတ်ပေးတာတွေရှိလာတာဖြစ်ပါတယ်လုပ်ငန်းစဉ်ရတစားကန်တွေကိုပြည်ပဆိုင်ရာချက်ချင်းကြီးကော်မတီ ICRC ကနေအစ္စရေးကာကွယ်တပ်ဖွဲ့စီကိုလွှတ်ပြောင်းပေးခဲ့ပါတယ် အဲ့ဒီဖွဲ့ကနေတစားကနေကိုအစ္စရေးတောင်ပိုင်းက RIM တပ်စခန်းတွေကိုပို့ဆောင်သွားခဲ့လို့လည်းသိရပါတယ်မိသားစုဝင်တွေကစစ်ခန်းရဲ့အခန်းတွေမှာဆောင်ဆိုင်ကြိုဆိုနေမှာဖြစ်ပါတယ်အဲ့နောက်တစားကနေကိုမိသားစုဝင်တွေအနေနဲ့ရဟန်းအနေနဲ့ဆေးရုံကိုပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်အရေးတကြီးဆေးကုသဖို့လို့ရင်တော့အဲ့ဆောင်မှာမရတော့ဘဲဆေးရုံကိုပဲတိုက်ရိုက်ရွှေ့ပြောင်းပေးမှာလို့တာဝန်ရှိသူတွေကပြောပါတယ်စနတင်ဆက်ပေးခြင်းတဲ့တဲ့င်းကြောင့်ကတော့အချိန်ကြာမြင့်စွာနာကျင်ခဲ့ရတဲ့အိမက်ဆိုရင်နောက်ဆုံးမှပြီးဆုံးခဲ့ပြီလို့ Israel လွှတ်တော်မှ Trump ပြောကြားဆွဲတဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ် ဟာမတ်စ်ကနေအသက်ရှင်အစ္စရေးတစားကန်အားလုံးကိုပြန်လွတ်ပေးခဲ့တဲ့အဲ့ကနေမှ American Tamara Tran ဟာ Israel နိုင်ငံကိုရောက်ရှိတော်ခဲ့ပြီးတော့ Israel လွှတ်တော်မှမေကွန်ပြောကြားရာချိန်ချာမျက်စောနာကျင်ခဲ့ရတဲ့အိမဲဆိုရင်နောက်ဆုံးမှပြီးဆုံးခဲ့ပြီလို့ပြောကြားခဲ့ပါတယ်။ Tamara Tran ဟာ Israel နဲ့ Hamas ကြားမှာပြစ်ခတ်ရစဲတွေအတွက်ဂျာဝင်ဆောင်ရွက်ပေးခဲ့ပြီးတော့ Israel နိုင်ငံကိုနိုင်ပေါင်းများစွာရရှိသွားခဲ့တာဖြစ်ပြီးအခုတော့ Egypt နိုင်ငံထိပ်သီးအစည်းအဝေးအတွက်ခရီးဆက်ထွက်ခွာသွားပြီးဖြစ်ပါတယ်။ Israel လွှတ်တော်အတွက်2008ခုနှစ်နောက်ပိုင်းပထမအောင်ဆုံးချိန် မေရိကန်သမ္မတတဦးရဲ့မိကုံးဖြစ်ပြီးတော့သမ္မတထရန်ကရှေ့လယ်ပိုင်းမှာအရာရာဟာစတင်ပြောင်းလဲပြီးပို့ပို့ကောင်းမွန်လာမယ့်အချိန်ကိုကိုစားပြုနေပြီလို့ပြောကြားထားပါတယ်။ Israel ကန်ဆာလွတ်တော်မှာအမတ်တွေက tran 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 လို့ကြွေးကြော်ခဲ့ကြပြီးတော့ Tamran Tran ကလည်းရှေ့လယ်ပိုင်းနဲ့တမိုင်းဝင်အာယုံဦးတစ်ကိုတွေ့နေရဖြစ်ကြောင်းရိမ့်မွက်ပြောကြားခဲ့ပါတယ်။ Trump မေကွန်ပြောနေစဉ်မှာတိုက်ခံပါလီမန်အမတ်တအူးကပါလက်စတိုင်းကိုအတိမတ်ပြုလို့ရေးထားတဲ့စာရေးစာတမ်းကိုကင်ပြောင်းလိုက်တာကြောင့်ခဏတာရပ်တန့်သွားခဲ့ပြီးအဲ့ဒီမတ်ကိုအခန်းပြင်ခေါ်ထုတ်သွားခဲ့ပါတယ်။ အစ္စရေးဝင်ကြီးချုပ်နေတန်ယာဟုကထရန့်ကိုချီးကျူးဂုဏ်ပြုလိုက်ပြီးတော့ထရန့်ကအင်ဖီရိုမှာအစ္စရေးအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့ကြောင်းကိုပြောခဲ့ပါတယ်။၂၀၂၃ခုနှစ်အောက်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုအတွင်းမှာဟာမတ်တို့ဖမ်းဆီးသွားတဲ့လူ152ဦးရရှိခဲ့ပြီးတော့အခုကြန့်ရှိနေတဲ့တရားကနေအားလုံးပြန်လည်လုံခြုံစွာရရှိရေးအတွက်မဆုံးမနစ်သောကူညီမှုတွေအတွက်နေတန်ယာဟုကထရန့်ကိုကျေးဇူးတင်စကားပြောကြားခဲ့တာပေါ့။ Israel နဲ့ Hamad တို့ကထရန့်ရဲ့အချက်20ပါငြိမ်းချမ်းရေးစီစဉ်ပထမအဆင့်ကိုသဘောတူခဲ့ပြီးတဲ့နောက် ဂါဇာမှာပြစ်ခတ်ရဲစဲကိုတောက်ကြနေမနက်ပိုင်းမှာစတင်အသက်ဝင်စေခဲ့ပါတယ်။နောက်ဆက်တဲ့အစ်နေမှာဆက်လက်ညှိနှိုင်းဖို့လည်းရှိနေပါတယ်။ထရန့်ကပြစ်ခတ်ရဲစဲရဲ့ခိုင်မြဲမှာဖြစ်ပြီးသူကိုယ်တိုင်ဦးဆောင်တဲ့ငြိမ်းချမ်းဘုတ်ဖွဲ့ကိုနေပြည်အုပ်ချုပ်ရေးအတွက်အလင်းမြန်ဖွဲ့စည်းသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။နေတန်ယာဟုခံလည်းလွတ်တော်မေကွန်မှာဒီငြိမ်းချမ်းကိုကျွန်တော်ကတိပြုပါတယ်လို့ပြောကြားခဲ့ပါတယ်။ထရန့်ကအစ္စရေးလွတ်တော်မှာမေကွန်ပြောကြားခဲ့တယ်လို့တစ်ဖက်မှာလည်း ဟာမတ်စ်တို့ကတစားကန်20ကိုအလုံးစုံပြန်လွှတ်ပေးခဲ့တယ်လို့အစ္စရေးဘက်ကလည်းပါလက်စတိုင်အကျဉ်းသား2000နီးပါးကိုလည်းပြန်လွှတ်ပေးခဲ့ပါတယ်။ဗီဒီယိုလေးကိုဆွမ်းအောင်ကြည့်ပြတော့ Jesus Truway တင်ရှိပါတယ်။နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဝင်ရအောင်တဲ့သတင်းချောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။